ပြင်းစင်းကြီးတစ်ပတ်ကြော်တာရပြီမယ်။ပြိုင်ဘက်ကိုအလဲထိုးမယ်။ slide time ခီးရှိန်။ဘရောမင်းပါပါကျွန်တော်ကိုအမ်ပါ။ Grand Sports ကနေလည်းပေါက်ပြန်လေးကျူးကျူးပါလိမ့်။ချင်းတိုင်းသားမြမယူကလက်ဝေးသမားစတိုင်းတန်ခီရှင်ကလာမဲတောက်ကြနေကြတဲ့ Time Fighter စောင်းချာနိုင်နဲ့ရင်ဆိုင်ထိုးသက်သွားမှာဖြစ်ပါတယ်။ One Friday Fight ပြိုင်ပွဲကိုလာမဲအော်တိုဘာလ24ရက်နေ့မှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့လုံမဏီအားစားကွင်းမှာကျင်းပပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။ အဲ့ဒီပြိုင်ပွဲမှာမြန်မာ fighter နှစ်ဦးဖြစ်တဲ့ Zorak နဲ့ Slidan Key Shane တို့ရဲ့တွဲဆိုင်တွေပါဝင်နေပါတယ်။ Zorak က One Championship ကကျင်းပတဲ့ပွဲတွေမှာထင်ရှားကျော်ကြားပြီးသားဖြစ်ပြီး Champion ကပတ်မျောလင်းခွင့်ရှိနေတဲ့သူပါ။သူကိုအထူးလဲမိတ်ဆက်ပေးစရာမလိုအပ်ပေမဲ့ကျင်း fighter Slidan Key Shane အကြောင်းကတော့သိပြီးတော့မသိကြပါဘူး။ Zorak က Thai fighter Ramin နဲ့မွေတိုင်း138ပေါင်တန်း Slidan Key Shane က Thai fighter Song Chanrai နဲ့မွေတိုင်း Atten Weight 135ပေါင်တန်းမှာဒူးကောင်တွဲဆိုင်ပြီးနဲ့ရှင်ပြိုင်ထိုးတက်ကြမှာဖြစ်ပါတယ်။ မြန်မာဖိုင်တာ၂ဦးတည်းကဆရက်က1 Friday Fight မှာထိုးနေကြဖိုင်တာ2ဖြစ်ပေမဲ့အသက်20ရွယ်ပဲရှိတဲ့လူငယ်ဖိုင်တာ Slidehand ခီးချိန်ကတော့ပထမဆုံးချိန်နေနဲ့ထိုးတတ်သွားမှာဖြစ်ပါလိမ့် Slidehand ခီးချိန်နဲ့ထိုးတတ်မဲ့ Thai Fighter Song Chanwin က1 Friday Fight မှာ6ပွဲဆက်အနိုင်ရခဲ့သူဖြစ်ပြီးတော့နောက်ဆုံးထိုးတတ်ထားတဲ့ပွဲမှာတော့ရှုံးပွဲကြုံတွေ့ထားတဲ့သူပါ Slidehand ခီးချိန်ကပြည်တွင်းပြိုင်ပွဲတွေမှာလက်စွာနေတဲ့တပ်သစ်စာဖိုင်တာ2ဖြစ်ပါလိမ့်ပြီးခဲ့တဲ့ August လထဲမှာတင်းဆိုး September လထဲမှာ Shadow တို့ကို အလဲထိုးနဲ့အနာရထားတဲ့သူလည်းဖြစ်ပါတယ်။လူငယ်ဖိုက်တာပီပီကစားပုံမာကြောပြီးတော့တိုက်စစ်အားတန်သူစလိုက်တန်ခီးချိန်ကပြိုင်ဘက်ထိုင်းဖိုက်တာဆောင်းချန်ရိုင်းရဲ့ဘွဲတွေကိုလေးလာကြည့်ရှုထားပြီးတော့သူထက်အတွေ့ကြုံရင်ဖိုက်တာဖြစ်ပေမဲ့အလဲထိုးနိုင်သွားဖို့သာစိတ်ကူးထားကြောင်းပွဲမတိုင်းမီအင်တာဗျူးတစ်ခုမှာပြောကြားထားပါသေးတယ်။စလိုက်တန်ခီးချိန်ကလူငယ်ပီပီအထိတ်လန့်မရှိကစားနိုင်ပြီးတော့နီးစတစ်ပိုင်းလဲကောင်းပုံပါတယ်။အထံဝိတ်တန်းမှာမြမကစားမားတွေထဲမှာ Rising Star ဖြစ်လာမဲ့သူဖြစ်တဲ့ထင်ကြီးပေးခံထားရတဲ့သူပါ။ ဒါမဲ့အခုသူရင်ဆိုင်မဲ့ပြိုင်ဘက်ကအတွေးကြုံရင့်ပြီးတော့အကျန်းစားဆွဲရင် ပိုင်ဆိုင်ထားတဲ့စောင်းချန်ရိုင်းလူစားမမျိုးဖြစ်လို့မလွယ်ကူလှပါဘူးစောင်းချန်ရိုင်းကနောက်ဆုံးပွဲမှာရှုံးထားပြီမဲ့အဲ့ဒီမှာတိုင်ကင်ပွဲ၉ပွဲဆက်အနိုင်ထားပြီးတော့ချန်ပီယံကပတ်နဲ့အနီးစပ်ဆုံးရှိခဲ့သူ ဖြစ်ပါတယ်ဒါမဲ့နောက်ဆုံးပွဲမှာရှုံးသွားလို့သူ့ရဲ့ချန်ပီယံအိမ်မက်ပြက်ပြယ်ထားခဲ့ရပါတယ်စလိုင်းတန်ခီးချိန်ကစောင်းချန်ရိုင်းအတွက်ပြန်လဲပေါက်ကွဲပြစရာဂျာဂန်ဖိုက်တာဖြစ်လာပါတယ်ချန်ပီယံကပတ်ပြင်ဒေါ်လာ၃သိန်းနဲ့စာချုပ်မျောလင်းချက်ပါ ပြက်ပြဲထားတဲ့စောင်းချနိုင်အတွက်အခုပွဲကတိတ်ခါပြန်ဆဲရမယ်ပွဲမျိုးဖြစ်နေပါတယ်။ဥမာပြောရလို့ရှိရင်တန်းစင်နဲ့ထာခဲရူလိုပွဲမျိုးဖြစ်လာပါတယ်။ထာခဲရူလိုချန်ပီယံသွေးသားနဲ့ဖိုင်တာကိုထိုးခွင့်ရတာတန်းစင်အတွက်မဟာအခွင့်အရေးဖြစ်ခဲ့လို့အခုလဲစလိုက်တန်ခီးချိန်အတွက်စောင်းချနိုင်တဲ့ပွဲဟာအဆုံးမရှိပါဘူး။သူတို့ခုခုလှုပ်ပြလိုက်တာနဲ့ထိုင်းမီဒီယာတွေကြားထိုင်းဖိုက်တာတွေကြားမှာရေပန်းစားသွားမှာဖြစ်ပါရင်စတိုင်းတန်ခီရှင်ရဲ့ပွဲကြိုပြောစကားတွေကအားရစရာကောင်းပြီးတော့ယုံကြည်စိတ်အပြည့်ရှိနေတယ် မြန်မာဖိုင်တာလောကလည်းချင်းတိုင်းသားလေးစတိုင်းနဲ့ဂီးချိန်ကိုမျောလင်းချက်ကြီးမားနေပါလေ။ဝမ်ချန်ပီယံရှစ်အတန်ဝိတ်တန်းမှာကြော်ကြားမဲ့သူဖြစ်နေနမိတ်ဖတ်ထားကြပါလေ။စတိုင်းနဲ့ဂီးချိန်ကလည်းပြိုင်ဘက်ဆောင်းချရိုင်းကိုအလဲထိုးမယ်လို့ကြွေးကြော်ခဲ့ပါလေ။ကျွန်တော်အောင်မြင်ပါသည်ချင်းလေးကြီးကျွန်တော်အားလုံးတူတူအားပေးကြအောင်ပါခင်ဗျာ။